မြစ်တလွေ channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ခြေရရပြိသက်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့အမောင်ပြက်ကလိုအမည်ရတဲ့ပြရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာဟဲ့ဟိုမှာတာထုံးအောင်လာနေပြီ တက္ကသိုလ်ကျောင်းဝင်တဲ့မြည်သူကမှထီမထင်ဟန်နဲ့ဝင်လာတဲ့သူကြောင့်မင်းကလေးတော်များများလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တယ်။သူကဘာမလို့နင်တို့ကအဲ့လောက်အငမ်းမရဖြစ်နေရလဲ။မိုးပွင့်ကအခုမှကြောင်းပြောင်းလာတာဆိုတော့ဘယ်သိပါမလဲ။သူကတကြောင်လုံးရဲ့စံပြားဟဲ့။နောက်ပြီးကြံသေးတယ်။သူ့မိဘတွေကတစ်မျိုးလုံးမှအချမ်းသာဆုံးစင်းဝင်ဟဲ့။သူ့မိဘချမ်းသာတာသူချမ်းသာမှမဟုတ်တာပဲ။နောက်ပြီးအဲ့လိုဘဝင်မြောက်နေတဲ့သူတစ်စက်မှကြည့်မရပါဘူး။မလီငါတို့ကလည်းကြည့်ပါလို့မပြောပါဘူးအေး။ နေမကြည့်ငါတို့ပဲကြည့်မယ်။မာယာကမိုးပွင့်ရှာထုတ်ပြောင်းသွားလိုက်ပြီးတာထုံးအောင်မျက်စိတဆုံငဲကြည့်နေခဲ့တယ်။ဒါကတော့တာထုံးအောင်ရဲ့ကုန်တင်ပဲဖြစ်ပါတယ်။တာထုံးအောင်ဆိုတဲ့နာမည်ကကျောင်းဝန်းအတွင်းမှာပဲကြော်ကြားတာမဟုတ်ပဲကျောင်းပြင်ပမှာလည်းကြော်ကြားခဲ့တယ်။မိဘတွေကစံစက်စီစက်ပိုင်တဲ့အပြင်ခရီးသွားလာရေးလုပ်ငန်း၊ဟိုတယ်လုပ်ငန်းတွေပါပိုင်ဆိုင်ထားတဲ့အတွက်တာထုံးအောင်ဘဝကအမိဝမ်းနေရနဲ့ထွက်လာတဲ့ကလုံလေသေးမရှိအောင်ပြေဆုံးခဲ့တယ်။မိဘတွေကအသက်၄၀ကျော်မှခလေးရတဲ့အတွက် တောက်လေးကိုငုံသားမတက်အချစ်ပိုခဲ့ကြပြီးလက်ညှိုးညွံ့ရဖြစ်တဲ့အထိအလိုလိုက်ခဲ့ကြတယ်။တထုံးအောင်လည်းမိဘတွေရဲ့ကုံရှင်ကြောင့်မဟုတ်ပဲသူကိုယ်တိုင်လည်းအစွမ်းစားရှိကြအောင်ထုတ်ပြခဲ့သူ။ဆယ်တန်းစာမေးပွဲကိုတစ်မျိုးလုံးမှာပထမအဆင့်နဲ့အောင်မြင်ခဲ့ပြီးအခုတခါမှာတော့အင်္ဂလိပ်စာအထူးပြုနဲ့တက္ကသိုလ်တက်ရောက်နေသူတဦးလည်းဖြစ်ပါတယ်။တထုံးအောင်ဘဝအစအစအရာရာလိုလေသေးမရှိပေမဲ့သူ့ဘဝမှာတငယ်ချင်းဆိုတဲ့အရာတော့မရှိခဲ့ပေဘူး။ ူကိုယ်တိုင်ကလည်းအတန်းမော်တွေကိုမေးပြောခေါ်ထူလောက်တာဆက်ဆံပြီးမျက်နှာထားအမြဲတည်နေတာကြောင့်တာထွန်းအောင်တဲ့တငယ်ချင်းဖြစ်ဖို့ကြိုးစားတဲ့သူတွေတိုင်းအချိန်တစ်ခုအတွင်းမှာလက်လျှော့သွားခဲ့ကြတယ်။အခုလည်းအတန်းချိန်ပြီးလို့အိမ်ကပြန်လာတဲ့ကောင်ကိုစောင့်နေတဲ့အချိန်နှာခေါင်းထဲကကျဉ်ဆုပ်ဆုပ်အနံ့တစ်ခုဝင်လာခဲ့တယ်။ဖွီးနာဟောင်းနေရပဲဘယ်ရအနံ့ပါလိမ့်။တာထွန်းအောင်နှာခေါင်းကိုရှုံလိုက်ပြီးဘေးကိုကြည့်လိုက်တဲ့အချိန်ကားလမ်းမဘေးမှာလုံညာအဆုပ်ကိုခြုံကအိပ်ပျော်နေတဲ့လူတယောက်ကိုမြင်လိုက်ရတယ်။အနံ့ဒီလူစီကလာတာဖြစ်မယ်။ ဒီနေ့မှကားမောင်းသမားဘာလို့နောက်ကျနေပါလဲ။အိမ်ရောက်မှအလုပ်ထုတ်ဖို့ပြောပြရမယ်။တာထုံးကညပတ်နံဆောင်နေတဲ့လူနဲ့ကာဝေးဝဲကိုသွားပြီးရက်နေတဲ့အချိန်မှာပဲသူ့အနောက်ကားတစီထိုးကပ်လာခဲ့တယ်။တောင်းမှမှာလည်းဆရာလေးရဲ့လာတဲ့လမ်းမှာကားဘိန်းပေါက်သွားလို့နောက်ကျသွားတာပါ။ဦးမော်ကြီးတို့ကပြောလိုက်ရင်စင်ရှင်ဆင်လန့်ကြီးပဲ။ကဲဗျာညီမမ။တာထုံးကကားနောက်ခန်းနဲ့ဝင်ထိုင်ပြီးလမ်းဘဲကိုကြည့်လိုက်တဲ့အချိန်လုံကြီးချုံကအိပ်ပျော်နေတဲ့သူကငုတ်တုတ်ထထိုင်ပြီးသူ့ကိုရေပြနေတာမြင်လိုက်ရတယ်။ဦးမော်ကြီး ခင်ဗျာဒီထက်သာနည်းနည်းလေးပူနောက်ကြရင်အလောက်ထုတ်ဖို့အမေကိုပြောမိမှာဗျမလုပ်ပါနဲ့ဆရာလေးရဲ့ကျွန်တော်အလုံးမရှိရင်အိမ်ရမိသားစုရဲ့ဒုက္ခရောက်ကုန်ပါလိမ့်မယ်ဒီနေ့ကလည်းကားဘိန်းပေါက်သွားလို့ပါနောက်ရက်တွေမဖြစ်အောင်တတိထားပါမယ်ကဲပါဒီတစ်ခါတော့ထားလိုက်တော့အမေတို့အိမ်ပြန်ရောက်နေပြီလားမရောက်သေးပါဘူးဆရာလေးတတော်မျိုးစီဒီမှာဒီနေ့ပထမဝဲရှိလို့ဆရာလေးကိုလည်းအဲ့ဒီခေါ်ခဲ့ကိုမှားလိုက်တယ်။ဒါဖြင့်တတော်မျိုးစီဒီဘက်ကတော့မောင်းပြ။ဟုတ်ကဲ့ပါဆရာလေး။ ဥမောင်ကြီးကကားကိုပြန်ကွေးလိုက်ပြီးတတော်မျိုးစီဒီဘက်ကိုမောင်းထွက်သွားခဲ့တယ်။ဇေဒီကိုရောက်လို့ကားပေါ်ဆင်းဖို့အလို့လေကားဆောင်ထဲမှာလုံကြီးချုပ်ပြီးကွေးနေတဲ့လူတယောက်ကိုထပ်မြင်လိုက်ရတယ်။ဘာလဲဟာ။ငါပဲမျက်စိမှားနေရလား။ကြောင်ရှိရလမ်းမမှာအိတ်နေတဲ့သူကဘလို့ကြောင့်ဒီကိုရောက်နေရလဲ။တာထုံးအောင်မျက်စိကိုလက်နဲ့ပုတ်ပြီးကြည့်နေတဲ့အချိန်အိတ်နေတဲ့လူကလူလဲထကသူ့ကိုစူးစိုက်ကြည့်နေတာမြင်လိုက်ရတယ်။လောကကြီးမှာလူတူမရှာနိုင်မယ့်သူမရှာလဲရှိသေးတာပဲ။ငါအထင်မှားတာနေမှာပါ။ အဲ့လိုတွေ့ပြီးဇောင်းတန်းဘေးမှာရှိတဲ့ဘူးသီးကျော်ဆိုင်ဘက်ကိုရှောက်လာခဲ့လိုက်တယ်။ဟဲ့ကောင်လေးဇောင်းတန်းအနေထွက်လာတဲ့အတန်ကြောင့်တာထုံးအောင်ခေါင်းအောင်ဆောင်းပြီးကြည့်လိုက်ရစပင်ဘုတ်တိုက်နဲ့ထိုင်နေတဲ့လူကသူ့ကိုလက်ရက်ခေါ်နေတာမြင်လိုက်ရတယ်။ဒီကောင်လေးငါခေါ်နေတာကိုမလာပါလား။တာထုံးအောင်သူ့ကိုခေါ်နေတာသိပေမဲ့ဘာမှဆက်မပြောဘဲပထမွယ်ရှိရာဘက်ကိုထွက်သွားခဲ့လိုက်တယ်။ တတော်မျိုးစေးဒီမှာတပိုရဲလာဆိုရင်20နှစ်တိုင်းပထမ်းရုပ်ပွဲပြုလုပ်လေးရှိပြီးတာထွန်းအောင်ရဲ့မိဘတွေကပထမ်းပွဲအတွက်လိုအပ်တဲ့အရာမှန်သမျှဖြည့်ဆည်းပေးခဲ့ကြတယ်။တာထွန်းအောင်ကတော့အခြားလူတွေဆိုရင်လိုက်လေလိုက်တာမရှိပေမဲ့တတော်မျိုးစေးဒီအတွက်ဆိုရင်မဖြစ်မနေကိုလိုက်သွားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့တာသမီမထွန်းကားခဲ့တဲ့မိဘနှစ်ပါးတတော်မျိုးစေးဒီမှာအတိတ်ကြောင့်ဝင်ပြီးဆူတောင်းမှတာထွန်းအောင်ရရှိခဲ့တာကြောင့်ပဲဖြစ်တယ်။ဟော။တားလေးတော်ရောက်လာပြီ။ကောဘကရုံကန်ထဲကနေထွက်လာပြီးလာကြိုးတဲ့မိခင်ဖြစ်သူကိုတာထွန်းအောင်ပြုံးပြလိုက်ပြီး စောင့်နေတာကြာပြီလားမေနည်းနည်းတော့ကြာပြီလာလာตาလေးနာမည်နဲ့အမေတို့ပထမအလူလှုပ်ထားပေးတယ်ဒေါ်စိန်မောကတာထုံးအောင် ကောဘကလူကြီးယူနေမိတ်ဆက်ပေးပြီးပထမအလူငွေကိုပေးရခိုင်းခဲ့တယ်အလူငွေပေးရပြီးချိန်ဖခင်ဖြစ်သူကကောဘကလူကြီးယူနေစကားစနီပြောနေတာကြောင့်တာထုံးအောင်တယောက်ပြင်းပြင်းရှိတာနဲ့ဇေဒီကိုတပတ်လှည့်ပြီးကြည့်နေတဲ့အချိန်လှေကားဆောင်နဲ့အနေတက်လာတဲ့တံတောင်းသားလိုလိုအယူးလိုလိုလူကိုမြင်လိုက်ရတယ်ဟေ့တထေးသားလေးခုနငါခေါ်တာဘာလို့လှည့်မကြည့်တာလဲ လက်ကိုဝေရန်ကသူ့စီလာနေတဲ့လူကြောင့်တာထုံးအောင်ဆုတ်တစ်ချက်တက်လိုက်ပြီးမျက်နှာလွှဲဖို့လို့ငါကစကားပြောနေရမင်းရပါလို့ဂယုမဆိုင်တာလေလူကြီးသူမတွေကိုယူသေးရမယ်လို့မင်းမိဘတွေကမသိမေးတော့လားမိဘတွေဆိုတဲ့စကားကြောင့်တာထုံးအောင်နောက်ကိုပြန်လဲကြည့်လိုက်ပြီးခမားပတ်ဆံလူကံကိုကြောက်တော့ကိုလိုက်နေရလားပတ်ဆံဘာလို့လို့ရမှာလဲငါတော်တော်ပတ်ဆံဆိုတာငါပြောသေးတဲ့လုံးတော့တာမိုးမရှိဘူးလူကကြည့်ရောဖြင့်စုတ်ပြတ်နေတာပဲစကားကြမိုးပေါ်မှာ ရော့ရော့ဒီမှာလူရာတုံးလိုက်တာထုံးအောင်အိတ်ကတ်ထဲမှာပါလာတဲ့ငွေအချို့ကိုစုပ်တီးစုပ်ပြတ်ဝဲထားတဲ့လူရှေ့မှာချပေးပြီးရှေ့ကိုထွက်သွားခဲ့တယ်တားလေဘယ်တွေလျှောက်သွားနေရလဲဟိုဒီဒီလိုက်ကြည့်နေတာပါဒါနဲ့ရှင်မင်းမောင်မှာတံတောင်းသားတွေပတ်စံတောင်းတာကိုခွင့်ပြုထားရလားအဲ့လိုတော့မရှိပါဘူးဘယ်ကတံတောင်းသားကိုတွေ့လို့လဲဟိုမှာလေဟမ်ဘယ်ရောက်သွားပါလဲဘယ်သူမှမရှိပါဘူးတားရဲ့စေဒီမှာတန့်ရှင်းရဲ့လောက်တဲ့သူတွေကိုတွေ့တာနေမယ် မိခင်ဖြစ်သူစကားကြောင့်တာထုံးအောင်မှဘာမှဆက်မပြောတော့ပဲဇောင်းနှက်ကနေဆင်းလာခဲ့လိုက်တယ်။အတန်နင်သွားပြီးမောင်းထုတ်လိုက်ပါလားအေး။ငါပြောပြီးပြီအဲ့ဒီလူကဘလို့ပြောပြောမသွားတာ။ပတ်စံနေနေပေးပြီးသွားခိုင်းလိုက်ပါလား။ငါလည်းပေးပါတယ်အဲ့ဒီလူကနဲလို့မယူဘူးတဲ့။အိမ်ကအလုပ်သမားတွေကြွစီကြွစီဖြစ်နေတာကြောင့်တာထုံးအောင်အိမ်မော်ဓာတ်ကနေဆင်းလာပြီ။ဘာတွေဖြစ်နေကြရလဲ။အကိုလေးဟိုလေးပြောမှလားပြောစမ်းမှာဘာဖြစ်တာလဲ။ အိမ်ရှိမှာအဝဲစုပ်တထုပ်ထမ်းထားတဲ့လူတယောက်ရောက်နေတယ်ဘလို့ပြောပြောအိမ်ရှိကနေမသွားဘူးအခုလည်းတကားပြင်မှာအိတ်နေတယ်အိမ်အခုအလုပ်သမားတွေရဲ့စကားကြောင့်တာထုံးအောင်မျက်လုံးပြူးသွားပြီးပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ရဇီဒီပေါ်မှာတွေ့ခဲ့တဲ့သူဖြစ်နေတာကိုမြင်လိုက်ရတယ်ဟမ်ဒီလူငါ့အိမ်ကိုဘလို့သိတာလဲမနေ့ကအိမ်ပြန်တော့နောက်ရောက်ခံလိုက်ခဲ့တာလားဒါလည်းမဖြစ်နိုင်ပါဘူးငါတို့ကကားနဲ့ပြန်လာပဲသူဘလို့မှလိုက်မရနိုင်ဘူး ာထုံးအောင်ကအတွေးပေါင်းများစွာနဲ့ဆင်းရင်အိမ်တကားမကြီးကိုဖွင့်ကခြံထဲဆင်းသွားခဲ့လိုက်တယ်။ဟေးလူဒါခမားပိုင်နေနေရမဟုတ်ဘူးနော်။အခုချက်ချင်းထသန်း။ဟောဟောမောင်မင်းသားကြီးရောက်လာပါရောလား။ဒီနေ့ရောကြောင်မသွားဘူးလား။အပေါ်ရီပြောမနေနဲ့ခမားကျုံနောက်ကိုလိုက်နေတာဘာအတွက်ကြောင့်လဲ။ဘာအတွက်ကြောင့်လဲဆိုတော့ကအဲမင်းကိုတတိပေးစရာရှိလို့ကွယ်။ခမားကကျုပ်ကိုတတိပေးအောင်ကျုပ်ကဘာလုပ်နေလို့လဲ။ အပနာဒီလူကိုမောင်းထုတ်လိုက်စမ်းနောက်တခါခြံရှိမှာဒီလူကိုမြင်မင်းကိုလှုပ်ထုတ်ပြင်မယ်တာထုံးအောင်ကခြံလုံးသမားကိုစူပြီးအိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်ဟာဒီအပနာကိုအလုတ်ပြောင်းမလုတ်ပါနဲ့ဗျာအပနာမလီခလေးရ9ရောက်တော့ရှိတယ်အပနာအလုံးမရှိရင်တို့ထမင်းငတ်မှာထိုင်ကြတော့ဆိုလဲကတော့ပါမယ်ခြံရှိရနေတော့ထွက်သွားပြီပါဗျာဟေးအပနာငါမင်းကိုအလုတ်ပြောင်းမလုတ်ပါဘူးကွာဒီမှာရော့မင်းကလေးတွေကိုခေါက်ဆွဲကြော်ဝဲကျွေးလိုက် အဝိထုပ်ကိုထားနာရဲ့လူကအပနားလာတဲ့ငွေအချို့ထည့်ပေးပြီးအင်ရှိရနေထွက်သွားခဲ့လိုက်တယ်။ဒီမြင်ကွင်းကိုမတိမတားလေးချောင်းကြည့်နေတဲ့တာထုံးအောင်ကအပနားနေတဲ့ခြံစောက်တဲလေးရှိကိုထွက်လာပြီးအပနားခုနလူပါပေးသွားရလဲ။အရိအကိုလေးခုနကတထောင်းသားကလေအပနားကိုပတ်ဆံနေပေးသွားတယ်။ဟေးဒီလူကဘလို့ပါလဲ။ဒီမကြီးအကိုလေးအပနားကသူ့လက်ထက်မှာကင်ထားတဲ့ငွေဆက်ကိုအချို့ကိုပြပေးလိုက်တယ်။ ေးတော့လဲယူထားလိုက်ပေါ့အကုတ်လီအပနာကိုဘာခိုင်းစရာရှိသေးလဲဘာမှတော့မခိုင်းသေးဘူးညနေကျရင်တော့အိမ်နောက်ကမြက်တွေရှင်းထားလိုက်အောင်ဟုတ်ကဲ့အကုတ်လီအပနာလောက်ထားလိုက်ပါမယ်တတော်ကလည်းအပနာကိုအလုပ်တွေခိုင်းပြီးအိမ်ထဲကိုပြန်ဝင်လာတဲ့ချိန်ပားပြင်တနေရာမှာစူးကနေဖြစ်သွားတာကိုတတိထားမိခဲ့တယ်စိတ်ထဲမှာတော့ချိန်ကြိုက်တယ်လို့ထင်ပြီးအမှုမဲ့အမှတ်မဲ့နေနေခဲ့ရညနေလောက်ရောက်တော့အပူဖုတို့အလုံးလေးတစ်လုံးစထွက်လာတာကိုတတိထားမိခဲ့တယ်ဒီလိုနဲ့အပူဖုတစ်လုံးကနေတဖြည်းဖြည်းများလာခဲ့တာမျက်နှာပြင်တစ်ခုလုံး ရေကြောက်ပေါက်တလို့အနီရောင်ဖူးတွေအပြည့်ဖြစ်သွားခဲ့တယ်။မိသားတွေကလည်းကောင်းပေဆိုတဲ့ဆရာဝန်နေနဲ့ပြပေမဲ့အနာဖူးတွေကတက်တလာခြင်းမရှိပဲတနေ့တခြားပွားပွားလာကနောက်ဆုံးမှာတော့ခန္ဓာကိုယ်တစ်ခုလုံးအချစရာနေရပြင်မရှိလောက်အထူးလက်ပြကြီးဖြစ်လာခဲ့တယ်။ဒီအဖြစ်ကြောင့်တာထုံးအောင်လည်းအခန်းအောင်းမိနေလာခဲ့ရာတကြံအကျုံနေ့ညမှာတော့အိမ်မက်သေးကိုစောက်ပြတ်တက်နေတဲ့အဝတ်အစားဝတ်ထားတဲ့လူကြီးတယောက်ရောက်လာခဲ့တယ်။အဆိုပါလူကြီးကတာထုံးအောင်ကြည့်ကဝမ်းသာအားရရဲ့နေ။ဘယ်နဲ့လဲတထေးသားရဲ့အခုတော့အနုယောဂတဲလို့ဖြစ်နေပါလား။ ဲ့လိုပြောလိုက်တာကြောင့်စိတ်ထဲထောင်းဝင်းနေဖြစ်သွားပြီးခွန်းတုံပြန်မို့ပါဇက်ဟလိုက်ရရှာကအရင်ကနေပြက်ကြသွားတော့မြင်လိုက်ရတယ်မင်းကနူနာယောဂတဲ့ဖြစ်နေတဲ့အပြင်ရှာပါပြက်နေပြီဟဲ့တာတော်အောင်လဲသူ့အဖြစ်ကိုကြည့်ရင်အတော်ထိတ်လန့်သွားပြီးရှေ့မှာရက်နေတဲ့လူကြီးကိုလည်းကြောက်လန့်သွားခဲ့တယ်မင်းဒီယောဂကိုမပြောက်ချင်ဘူးလားတာတော်အောင်ခေါင်းကိုညှိပြလိုက်တယ်မင်းယောဂဒီကဘာမှာငါတယောက်ပဲကုလို့ရမှာဆိုတော့မနှက်ပြန်ညက်နေတတ်တော်မျိုးစီတွေကိုထွက်လာခဲ့မင်းတယောက်တည်းလာရမှာနော် အဖော်ခေါ်လာလို့ကတော့အမှုတွေဘဝနဲ့တသက်လုံးနေရမယ်။ဒါအောင်အိမ်မက်လို့မင်းထင်နေမှာဆိုလို့ငါလုံကြီးစားထားခဲ့ပေးမယ်။အယူလို့လို့တထောင်စားလို့လို့လူကြီးကလက်ညှိုးငေါငေါထိုးကပြောရင်လုံကြီးစားကိုဖျဲကကတင်သေးမှပြစ်ချလိုက်တယ်ဆိုရင်ပဲအိမ်မက်ကနေလက်နိုးလာခဲ့တယ်။ငါအိမ်မက်မှတ်နေတာပဲ။အာပါပြင်ပေါ်မှာအနာရီတဆူဆူထွက်နေတဲ့အဖုတွေကြောင့်စောက်တက်တက်တက်ရေရွံ့ရင်ဘေးကိုကြည့်လိုက်ရဟောင်းနှွမ်းနေတဲ့လုံကြီးစားတစ်ခုကိုမြင်တွေ့လိုက်ရတယ်။ငါ ငါအိမ်မက်မက်နေတာမဟုတ်ဘူးဟိုလူကြီးကတကယ်လာသွားတာပဲတာတုံးကလုံကြီးစားကိုတုံကြီးစွာကင်လိုက်ပြီးတင်းမောက်ကနေလှမ်းကြည့်လိုက်ရအထုပ်တစ်ထုပ်ကိုထမ်းပြီးလမ်းလျှောက်နေတဲ့လူရဲတစ်ခုကိုလာရအောင်မှမြင်တွေ့လိုက်ရတယ်အချိန်နေဘလို့ရှိလဲဆရာစိုးရင်စိတ်ကြောင့်တုံကြီးနေတဲ့အတန်ကိုထိမ်းပြီးမေးလိုက်တဲ့ဒေါ်စိန်မုံစကားကြောင့်ဥပဒါခေါင်းကိုခါရမ်းပြလိုက်ပြီးဒီလိုအရေးပြားယောဂမျိုးကတပတ်လောက်ဆိုတက်တာကြပြီ အခုကမတက်တာပဲပိုပြီးစိုးလာတယ်လို့ပဲ အချာနီလည်းမရှိတော့ဘူးလားဆရာကျွန်တော်ဆေးတော့ပေးတာပါတယ်နောက်ထပ်300လောက်တော့စောင့်ကြည့်ပါအောင်ဟုတ်ကဲ့ပါဆရာမိတန်းရေဆရာကိုလိုက်ဖို့ပေးလိုက်ပါအောင်ဆရာဝန်ထွက်သွားတော့တာထုံးအောင်ကငုတ်တုတ်ထထိုင်လိုက်ပြီဒီဆရာဝန်တွေကပတ်စံအောင်အလကားလာယူနေတာသူတို့ပေးတဲ့ဆေးတွေကထိရောက်မှုမရှိတာဗျာအဲ့လိုမပြောရဘူးလေတားလေးကမကြခင်တက်တာသွားမှာပါဒါနဲ့အမေတို့ပွဲရောက်မသွားဘူးလား ตาเล่เดียวเดอเซ็นเปียบ่มะล่ะย่าบ่าเดตาเล่อเปียนบ่ถั่วผิดดออู้หม่อจีโอเล่เป้หน้าไล่บ่าอืมๆอเมตู้โอเปียวไล่เมมิงเหนิ่มหม่องเล่โอกะยูใส่ไล่อ๋อเนาะဟုတ်ကဲ့ပါအန်ဒီတားလေအမေတို့ပွဲရုံခဏသွားလာအောင်မယ်နော်ညနေကျရင်ဆော့ဆော့ပြန်လာခဲ့မယ်ဒေါ်ဆိုင်မို့စကားကိုတာထုံးအောင်ခေါင်းငိမ့်ပြလိုက်ပြီးဘေးဆောင်အနေထားနဲ့လဲနေခဲ့တယ်ခဏနေတော့အင်ရောက်ကနေထွက်သွားတဲ့ကားတန်းကြောင့်တာထုံးအောင်အိယာကနေလူလဲထားလိုက်ပြီး မငယ်ကျွန်တော်အပြင်ခဏသွားအောင်မယ်ဟုတ်တော့နေမကောင်းဖြစ်နေတာကိုဘယ်သွားအောင်မလို့လဲအိမ်မှာပဲနေရတာစိတ်မွန်းကျက်တယ်ဗျာဟိုနားဒီနားကားလိုက်မအောင်မလို့အမေတို့ဒီကြောင်မပြောနဲ့အောင်နော်အရန်လည်းအဝေးကြီးမသွားနဲ့အောင်နော်အန်ဒီတို့ပြန်လာလို့မင်းကိုမတွေ့ရင်မငယ်စူကန်ထိနေပါအောင်မယ်ခဏနေတော့ပြန်လာမှာပါဗျတာတော့အောင်ကနေရာမှာချိန်ထားတဲ့ကားတော့ဖြုတ်ယူလိုက်ပြီးခေါင်းစိုးပါတဲ့အနှွေးတဲ့ကိုဝက်ကထွက်လာခဲ့လိုက်တယ် တက်တော်မျိုးစီဒီကနေထွက်ပေါ်လာတဲ့ပထန်းရွတ်တန်ကအရက်လေးမျက်နှာကိုပြန့်နှံ့နေခဲ့တယ်လို့စီဒီအောက်ခြေမှာရှိတဲ့ညောင်မင်ကနေလဲရွှေချောက်တရားတဝဲဝဲလွင့်ကျွေနေခဲ့တယ်။တထောင်းကစီဒီအောက်ခြေကိုရောက်တော့စီးလာတဲ့ကားကိုညောင်မင်အောက်ခြေမှာထိုးလိုက်ပြီးမျက်နှာကိုလက်ကင်ပွားနဲ့အုပ်ကစီဒီဘော်ကိုတက်လာခဲ့လိုက်တယ်။ဟဲ့ကောင်လေးမင်းတယောက်တည်းလား။ရုတ်တရက်ကြားလိုက်တဲ့အတန်းကြောင့်ကြည့်လိုက်ရသောင်းနှံမရခုံမှာလှဲအိတ်နေတဲ့လူတယောက်ကိုမြင်လိုက်ရတယ်။ဟဲ့လူကျောက်ကိုအခုလိုဖြစ်အောင်ခမည်းလုပ်ထားတာမလား။ တာထုံးအောင်ကအိတ်နေတဲ့လူရှိမှရက်လိုက်ပြီးဒေါသတကြီးနဲ့မေးလိုက်ရာနာလောက်တယ်ဆိုတဲ့တတ်တေကဘမလဲပြလေတတ်တေမရှိလို့ဗောဗျဒါနဲ့ညာအကျုပ်ခမောက်အိမ်မက်မက်တယ်ဒီလုံကြီးစုပ်ကခမောက်ခုဝေထားရနေတထက်သေးပဲအေးလေမင်းယောဂအောင်ငါကုဝေးမလို့စိတ်ချင်းဆက်ပြီးရောက်လာတာလေဒါဖြင့်အခုကုဝေးဗျာအောင်မလေးတန်းမာလာကြီးလားရိုးရိုးတေးတေးပြန်ပြောစမ်းခမားပတ်စံဘလောက်လိုချင်လဲကြောက်ပေးမယ် ဒီယောဂါကိုသာပြအောင်ကူပေးပတ်စံဟုတ်လားငါကဘာပစ္စည်းကိုမှမမမောလို့အခုလိုနေနေတာတော်ပြီကွာမင်းမှသာအနုဘွားနဲ့နေတော့ငါလည်းသွားတော့မယ်အထောက်ကိုဆွဲပြီးထားထွက်ဖို့လုပ်နေတဲ့လူကြီးကြောင့်တာထုံးအောင်မနေတာတော့ပဲကျွန်တော်စကားမသွားလို့တောင်းပန်ပါတယ်ဗျာကျုပ်ယောဂါကိုပြအောင်ကူပေးပါလို့တောင်းဆိုပါတယ်ဒီလိုမှပေါ့ကွာမင်းလည်းပြစမ်းအဆိုပါလူကြီးကတာထုံးအောင်လက်ကိုဆွဲယူကကြီးလိုက်ပြီးကမှ မှန်ဒီလောက်ကတော့စေးသုံးกว่าမကုန်ဘူးကွာတေချာပေါက်ကိုပြောက်ပါဒါပေမဲ့မင်းနဲ့ငါနဲ့အပေးယူတော့လောက်ရလိမ့်မယ်ဘလို့အပေးယူလဲမင်းယောဂါပြောက်ချင်တလားတိတိတတ်တတ်လွဆားရမယ်အော်မဆားနိုင်ပါဘူးကျုပ်ကအသားရင်းမပါပဲထမင်းမဆားတတ်ဘူးဗျဒါပြင်ငါလည်းမကုပေးနိုင်ဘူးခမရအကြက်ကင်တာပဲဗျဟုတ်ပြီဗျကျုပ်ဆားမယ်မင်းစကားကိုငါဘလို့ယုံရမှာလဲ ကျုပ်စကားမတင်ဒီတက်ဖို့ဆိုးတဲ့ယောဂါဖြစ်စီဗျာမင်းကတိမင်းတီနော်ယော့သပင်ဖုံးတိုက်တဲ့လူကြီးကလွယ်အထဲကနေမကြီးစီအရွယ်ခန့်ရှိတဲ့ဆေးတလုံးကိုထုတ်ပေးလိုက်ရာတာထုံးအောင်ကချက်ချင်းဝါးစားလိုက်တယ်အခုမှဆေးတောက်ပြီးတာဆိုတော့10မိနစ်လောက်ဆိုတိတာလာလိမ့်မယ်10မိနစ်အတွင်းမှာမင်းကိုပြရစရာရှိတယ်လိုက်ခဲ့ဒါနဲ့ခမားနာမည်ကဘလို့ခေါ်လဲငါနာမည်လားနာမည်ဆိုတာပြည့်ညက်ချက်တစ်ခုပါပဲကွာဒီတော့မင်းကြိုက်တယ်လို့ခေါ် ဒါပြင်ဥမောင်ယူလို့ခေါ်မယ်လူတိုင်းကတမျိုးစီယူနေကြတာဆိုတော့မင်းနာမည်ပေးတာလည်းမစိုးပါဘူးဒီစီဒီကိုမင်းမကြမကြရောက်ဖြစ်တာလားငငယ်တော့ကတော့တပတ်တခါတော့ရောက်ဖြစ်တယ်နောက်ပိုင်းတော့အရေးကိစ္စတွေရှိမှပဲရောက်ဖြစ်တော့တယ်ဘာမှတော့မဟုတ်ပါဘူးမင်းမိဘတွေကဒီကိုမကြမကြလာတာမြင်လို့မေးကြည့်တာဥမောင်ယူကျောင်းလက်ကနာတွေတိတိတတကြီးချက်သွားတယ်လို့ပဲငါ့ရဲ့စီကစွမ်းနာဦးကွာ နောက်ထပ်နှလုံးတောက်ပြီးမင်းရောကအရှင်းပြောက်လိုက်မယ်။ဥမောင်ယူဒီအထုပ်ထဲမှာဘာတွေရှိလို့အများနဲ့တည်သွားတည်လာလုပ်နေတာလဲ။မင်းသိလို့မရတဲ့ပစ္စည်းတွေရှိတယ်ကွ။လာလာငါမင်းကိုပြမယ့်နေရာရောက်ပြီ။ဥမောင်ယူကဇေဒီအနောက်ဘက်ကုတ်ကားဘေးကိုခေါ်သွားပြီးတာထုံးအောင်ရဲ့မျက်နှာကိုသူ့လက်နဲ့ပုတ်ချလိုက်တယ်။ဟဲ့လူဘာလုပ်တာလဲဗျ။မင်းကိုပြเสียရရှိလို့ပါကွ။ဟိုမှာကြည့်စမ်း။တာထုံးအောင်လည်းဥမောင်ယူလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်ရာ။ တကူလုံးဆွတ်ဆွတ်ဖြူနေတဲ့မြင်းဖြူတစ်ကောင်မြင်လိုက်ရတယ်။မြင်းဖြူတစ်ကောင်ပါလား။ဘယ်ကနေစီဒီပေါ်ရောက်လာတာလဲ။သူကဒီစီဒီမှာမင်းမွေးတဲ့အချိန်တည်းကရှိနေတာပဲ။ရှင်းရှင်းပြောရရင်မင်းကိုစောင့်နေတာပေါ့ကွာ။မဖြစ်နိုင်တာဗျာ။ကျုပ်ကဘာမလို့ तू ကစောင့်နေတာလဲ။မင်းကဘာဆိုတာနောက်သိလာမှာပေါ့။ဟေးတိုင်းလုံးကျော်မင်းသခင်ကိုမြင်ရပြီဆိုတော့နောက်တစ်ခါထပ်ပြီးမတောင်းညနေတော့ဥမောင်ယူကမြင်းဖြူကြီးကိုလက်ညှိုးထုတ်ကပြောလိုက်တယ်ဆိုရင်ပဲ အရန်ကိုလှပတဲ့မြင်းဖြူကြီးကဗတက်ရက်ရက်လိုက်ပြီးကြဲလောင်စွာဟိလိုက်ပါတော့တယ်။တာထွန်းအောင်လည်းမြင်းဖြူကြီးကိုကြည့်ရင်မျက်စိအောက်မှာလည်းမှုံဝါပြောက်ကွယ်သွားခဲ့တယ်။ဥမောင်ယူခမရကလူထူးဆန်းတယောက်ပဲ။ဘာလို့လဲတာထွန်းအောင်ရ။ခမရကိုစားတွေ့တယ်ကကြောက်တတိထားမိတယ်။မင်းညကလည်းကြောက်အိမ်မက်ထဲကိုလာပြီးလုံချီစားချန်ထားခဲ့တယ်။အခုလည်းကြောက်ကိုထူးဆန်းတာရဲ့ထက်လို့ပြပြန်တယ်။အမှန်တိုင်းဖြေဗျာခမရကပါလဲ။ အမှန်တိုင်းပြောရရင်တော့ငါအမေကိုလာခေါ်တဲ့သူပဲပေါက်ကြရတယ်ပြောပြမိဗျာဟဲ့လူကြုတ်ပြန်တော့မယ်ဗျာတာထုံးအောင်ကစကားစာကိုဖြတ်ပြီးဇေဒီဘောကနေခတ်တုတ်တုတ်ဆင်းသွားခဲ့လိုက်တယ်ကားပေါ်ရောက်လို့ဆက်နှိုးပြီးဇေဒီဘောကိုလှမ်းကြည့်လိုက်တော့သူ့ကိုလက်ရမ်းပြနေတဲ့ဦးမောင်ယူကိုခက်ပြက်ပြမြင်တွေ့လိုက်ရတယ်ဟဲ့ကောင်ထဆန်းကရင်ဘေးကနေထွက်လာတဲ့အတန်းကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရစာကြည့်စပွဲပေါ်မှာတင်ပလွဲထိုင်နေတဲ့ဦးမောင်ယူကိုမြင်လိုက်ရတယ်ခမည်းဘလို့လို့ပြီးအိမ်ထဲရောက်နေတာလေ ။ငါမင်းရှိတဲ့နေရာတိုင်းကိုလာလို့ရတယ်ကွ။မဟုတ်ဘူး။ငါအိမ်မက်မက်နေတာ။အိမ်မက်လို့ထင်ရင်မင်းအော်ကြီးလိုက်လေ။တာထုံးအောင်လေအိမ်မက်ဟောင်းမဟုတ်သိစေဖို့လက်ကိုစိတ်ကြည့်လိုက်ရ။အာနားရဟ။အမေအဖေတာထုံးအောင်ရဲ့အော်ဒါကြောင့်ဘေးကမှအိတ်နေတဲ့မိဘတွေအပြေးဝင်လာခဲ့ကြတယ်။တာဘာဖြစ်တာလဲ။ဒီမှာဟိုလူကြီးရောက်နေတယ်ဗျ။ဘယ်လူကြီးလဲဘသူမှမရှိပါဘူး။ဒီမှာလေစာကြည့်စပွဲပေါ်မှာထိုင်နေတာအမေတို့မမြင်ရဘူးလား။ တာထွန်းအောင်စကားကြောင့်လင်မယားနဲ့အချင်းချင်းကြည့်လိုက်ကြပြီတာအခန်းထဲမှာဘာမှမရှိပါဘူးအိမ်မက်မက်ပြီးကြောင်ကြမ်းတွေမြင်နေတာထင်ပါရဲ့ကွယ်တာလေးအဲ့လိုအစင်မပြေအဖေတို့ခံမလာအိမ်မလားမအိမ်တော့ပါဘူးရပါတယ်တခခုဆိုအမေတို့လမ်းခေါ်လိုက်နော်မိဘနှစ်ပါးထွက်သွားတော့ဦးမောင်ယူကဟာဟာပပရေမောလိုက်ပြီမင်းယုံပြီမလားငါ့ကိုမင်းရလွယ်ပြီးဘာမှမမြင်ရဘူးကွာခမားကြောက်ကိုဘာဖြစ်စေချင်တာလဲ မင်းကိုငါလိုဖြစ်စေချင်တာအာခါးကြလို့အယူမျိုးမဖြစ်ချင်ပါဘူးငါယူနေတယ်လို့မင်းကဘာသူပြောလဲယူနေလို့အခုလိုတွေဝတ်ထားတာပေါ့ကောင်းတဲ့သူကအခုလိုနေတာမြင်မှုလို့လားတာတော်နဲ့ဥမောင်ယူတော့အခြေတင်စကားပြောနေကြတာကိုဘေးကမ်းမှာနေတဲ့ဒေါ်စိန်မုံတို့အတိုင်းသားကြားနေခဲ့တယ်မိမတားလေးကိုစိတ်ချမ်းမရေးဆရာဝန်နဲ့ပြမရတော့မယ်ထင်တယ်ကျမတို့ဘယ်လိုလုပ်မလဲဟင်တကယ်ပဲတားလေးကစိတ်မမှန်တော့တာလား ညကလည်းတတ်တော်မျိုးစေဒီကကောဘကလူကြီးနဲ့တွေ့တော့တားလေးကြောင့်ပြောဖြစ်ခဲ့တယ်။ဒီနေ့လေစေဒီပေါ်မှာတယောက်တည်းစကားတွေပြောနေတာတဲ့။ဟမ်ဘယ်လိုလုပ်ကြမလဲ။တရက်နဲ့ရက်တော့စောင့်ကြည့်အောင်မလား။ငါကတော့အချိန်မစွဲစေချင်ဘူးမိမရဲ့။ဒါပြင်မနက်ပြန်ဆက်ရောက်ပါကူဆရာဝန်စီခေါ်သွားကြည့်အောင်။อืมมันน่ะนูราเนี่ยงาซีซินเสียชื่ออะไรซีซินท้าไล่มั้ยดอไซมอนโนเลยตาผิดตัวเจ้าก็เปลยน้าสวยနေแกยาญาติเฉ็ดโตเฉิงลองยาวมาสกาตันฤตึกดွားแกเลย အမေကျွန်တော်ဘာမှမဖြစ်ပါဘူးဗျအနာရီလည်းပြန်ကောင်းနေပြီလေဗျမဟုတ်ပါဘူးသားရဲ့လိုရမရဆက်လိုက်တာပိုကောင်းတာပေါ့မနှက်ဆာစားတဲ့ဇပွဲဝိုင်းထဲကနေထွက်လာတဲ့အတန်ကြောင့်အိမ်မှာရှိနေတဲ့အလုပ်သမားတွေအပြင်ကိုထွက်သွားပြီးခလန်လန်းကနေတာကြည့်နေကြကြတယ်အမေတို့ကကျွန်တော်ကိုယူနေတယ်ထင်နေကြတယ်မလားအဲ့လိုဖြစ်အောင်လဲတမင်ဟိုလူကြီးကလုံနေတာတာတော့ရဲ့မျက်လုံးတွေကအင်ရှိကလထိုင်းကိုလက်ညှိုးထိုးပြီးပြောလိုက်တာကြောင့်တအိမ်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တယ်။ဟဲ့ကောင်လေး မင်းပြောလို့ဘယ်သူမှယုံမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ငါ့ကိုဘယ်သူမှမမြင်ရလို့ပဲကွခမရပါစပိုက်ဟာကြောက်ခုလို့ဖြစ်နေတာမြင်တော့ပျော်နေရမလားတာတော့ငါဒေါသထွက်ပြီးပြောလိုက်တဲ့အချိန်ကိုမောင်ကြီးကားထုတ်လိုက်တော့အခုပဲစေကန်းသွားမှရတော့မယ်အန်တီမိငယ်ပြောစရာရှိသေးတယ်ဘာပြောမလို့လဲမိငယ်မနက်ကမိငယ်အဲ့ရနိုးတော့တာတော့ငါအင်ရှိမှလေးဘက်ထောက်ပြီးလိုက်သွားနေတာမြင်ရတယ်ဟာမငယ် ကျွန်တော်မနဲ့စောကြီးမနိုးဘူးလေဗျာခုနမှအဲ့ရနိုးလို့ဆင်းလာတာမြင်ရတာနဲ့ဥမောင်ယူကတော့တာထွောင်းနဲ့အိမ်ကလူတွေအခြေတင်ဖြစ်နေတာကိုသဘောကျစွာထိုင်ကြည့်နေခဲ့တယ်ဟဲ့ကောင်လေမင်းငါခေါ်ရဲနောက်ကိုမလိုက်ရင်ဒီထက်ပိုဆိုးရိုက်လောက်ပြလိုက်ရမလားဥပမာစံအိုးတဲ့တဲတွေရောတာတို့စီပုံးနဲ့စားတွေထဲတာမျိုးလို့လေခမခမကြောက်ခန်းထဲကိုလာခဲ့တာထောင်းကဒေါသတကြီးအော်ဟဲ့ပြီးအပေါ်ကိုတက်သွားခဲ့လိုက်တယ်ဟဲ့ကောင်လေငါရောက်ပြီလေဘာလို့ဖို့ပေါ်ခေါ်တာလဲ ကျောက်ကိုအိမ်ရလူတွေအမြင်ရှင်းအောင်လုပ်ပြီးဒါဆိုငါခေါ်တဲ့စီကိုလိုက်ခဲ့မှာလားကျောက်ကခမားနောက်ကိုအချိန်ဘယ်လောက်ထိလိုက်ရမှာလဲအလုံးလုံး၁၀ရက်ပေါ့ကွာ၁၀ရက်ပြည့်လို့မှမင်းကအိမ်ပြန်ခြင်းနေဆိုရင်မင်းသဘောတိုင်းကလုပ်ပေးမယ်ဒါဆိုဒီ၁၀ရက်ပဲနော်ဒါမဲ့ကျောက်ထွက်သွားလို့မိဘတွေစိတ်ဆင်းရတာမျိုးတော့မလိုချင်ဘူးဒီရက်အတွက်တော့မပူပါနဲ့သူတို့အတွေ့ကိုငါထိန်းချုပ်ပေးမယ်ကောင်းပြီလေခမားယောက်ျားစကားတော့ပြောနော် ဂတိအတိုင်းဆယ်ရက်ပြည့်ကျောင်းအိမ်ကိုပြမှာနော်ဂတိပေးပါတယ်အခုလောလောဆယ်တော့တို့အားလုံးရဲ့အတွေ့အကြုံမှာမင်းဖြစ်ခဲ့တာတွေကိုမင်းပြအောင်လုပ်လိုက်အောင်ပဲဥမောင်ယူကဝမ်းသာအာရနဲ့လွယ်ဤသေးကနေကြေးပြားတပြားနဲ့ဖျောင်းနိုင်တဲ့တိုင်ထုတ်ယူလိုက်တယ်ပြီးတာနဲ့ဖျားเจ้าဆောင်ရှိကိုသွားကကြေးပြားပေါ်မှာဖျောင်းနိုင်ထုတ်လိုက်တယ်ဆိုရင်ပဲတအိမ်လုံးအကြတာမင်းမကြားရအောင်တိတ်ဆိတ်သွားခဲ့တယ်ဟဲ့ကောင်လေးသွားကြရအောင်အိမ်ရလူတွေကဘာဖြစ်သွားတာလဲမင်းရဲ့အငွေတက်တွေကိုမမှတ်မိအောင်ငါပညာနဲ့လှုပ်ထားတာလေး စိတ်မပူပါနဲ့ငါတို့အပြင်ရောက်ရင်တို့တို့တတိပြန်ရလာလိမ့်မယ်ဆယ်ရက်ပြည့်ရင်တော့ကျုပ်အိမ်ဝင်တေချာပေါက်ပြန်မှာနော်အေးပါငါယောက်ျားပါကွပြောတဲ့စကားကိုတည်ရဲတာထွန်းအောင်လဲဥမောင်ယူစကားကိုလက်ခံလိုက်ပြီးအိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်အောက်ရောက်တော့မလုံမရှက်ငြိမ်သက်နေတဲ့မိဘနှစ်ပါးကိုကြည့်ပြီးဆယ်ရက်ပြည့်ရင်တာပြန်လာခဲ့မယ်မေအဲ့လိုခတ်တိုးတိုးပြောလိုက်ပါတော့တယ်တာထွန်းအောင်မင်းနဲ့မေကခေါင်ရအစင်မပြေလိုက်တာကွာ ခင်ဗျာကြောက်ကိုနာမည်ပါပြောင်းမေးမလို့လားอืมဘယ်လိုပြောင်းမေးရင်ကောင်းမလဲဟုတ်ပြီအခုကစပြီမင်းနာမည်ကိုပြက်ကလို့ခေါ်မယ်ဆယ်ရက်ပြည့်လို့ပြန်သွားရင်တော့တာထုံးအောင်ပြန်ဖြစ်ပြီပေါ့ကွာဆယ်ရက်ပြည့်ရင်ကြောက်ယောဂတွေအားလုံးပျောက်ပြီးအိမ်ပြန်ရမယ်ဆိုတာသိကြရင်နော်တိတ်ကိုသိကြတာပေါ့အမောင်ပြက်ကရဲ့ဥမောင်ယူကတာထုံးအောင်ရဲ့ကုတ်ကိုတစ်ချက်ပုတ်လိုက်ပြီးအိမ်အပြုံခေါ်ဆောင်သွားခဲ့ပါတော့တယ်ဒီဆယ်ရက်အတွင်းမှာတာထုံးအောင်ခေါ်ပြက်ကကိုဥမောင်ယူတို့ဖြစ်လေအောင်မြတ်တာကဘလို့စီးယုံမလဲ ဘာအကြောင်းတရားကြောင့်အခုလိုနီးနဲ့ခေါ်ဆောင်ရတယ်လဲဆိုတာကိုတော့အောင်မြတ်တာနဲ့ဆယ်ရက်လောကီလန်းဆိုတဲ့ဇာတ်လမ်းလေးမှာနားဆင်ပေးကြပါအောင်ခင်ဗျာအခုလိုအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ကြံ့ရှိနေသေးတဲ့အပိုင်းဆက်များကိုလည်းဆက်လက်နားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့မြင့်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ